မြန်မာနိုင်ငံရဲ့အခြေအနေရအကောင်းမြင်စိတ်တွေမမွေးနိုင်လို့ရှင်ရင်လဲကြဖို့ရခိုင်နှုန်းနေအရန်များပါတယ်ရှင်ဘဝကြီးရအမြဲတမ်းလွယ်ကူမနေတဲ့အခါအသက်30ကျော်အမျိုးသမီးတွေအတွက်ပေါ့နော်အမြဲတမ်းလဲလာ အမြဲတမ်းလဲကြမ်းမာနေပြီးတော့မှဝင်ငွေလဲအမြဲတမ်းတိုးနေအောင်ဒီအချက်၅ချက်လေးတော့ရှိထားသင့်ပါတယ်ရှင့်အဲ့တော့အားလုံးပဲမင်္ဂလာပါနောက်အေးဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးအမျိုးသမီးတွေအတွက်ပေါ့နော်စိတ်ခွန်အားဖြစ်စေမဲ့ working woman တွေအတွက်ပေါ့နော်စိတ်ခွန်အားဖြစ်စေမဲ့အကြောင်းအရာလေးတွေကိုဒီဗီဒီယိုထဲမှာမျှဝေပေးသွားမှာပဲဖြစ်တယ်အဲ့တော့ကိုယ်အနေနဲ့နော်စီးပွားရေးလုပ်နေတဲ့အမျိုးသမီးတယောက်ဖြစ်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သင့်တယ်လို့ပြောချင်ပါတယ်ရှင့်အကယ်လို့ဒီ YouTube channel လေးကို subscribe မလုပ်ရသေးရင်လည်းလုပ်သွား ပေးပါလို့ပြောချင်ပါတယ်။ကဲလို့အခုချိန်မှာကြည်လို့မအားသေးဘူးဆိုရင်လည်းဗီဒီယိုလေးကို save လုပ်ထားလို့ရပါတယ်ရှင့်။ကဲအဲ့တော့ပထမတစ်ချက်သွားကြည့်ရအောင်အားလုံးသိရတိုင်းပဲပေါ့နော်အခုမြန်မာနိုင်ငံမှာဆိုရင်ခဏခဏအာအခက်ခဲတွေနဲ့ကြုံရတယ်နောက်ဆုံးအနေနဲ့ပေါ့နော်ကြုံရတဲ့အခက်ခဲတွေကဘာလဲဆိုရင်ငလင်လောက်တာအာတခြားသောမြို့တွေမှာတော့အဲ့လောက်ကြီးထိမတိတာပေမဲ့ပေါ့နော်ပြီးအေရိုးရက်ဒီမန်းလေးမှာဆိုရင် တော်တော်ကြီးကိုခန့်စားလိုက်ရတယ်။တချို့ဆိုရင်မန်လေးမှာပဲအတိတ်ကเนาะအခြေချပြီးနေတဲ့လူတွေကတော့အိမ်တွေပါပြိုပြီးတော့မှအာနေစရာမရှိတွေပါလေဖြစ်သွားကြတယ်လေအများအားကြီးရှိတယ်ထားလိုက်ပါတော့ပြောချင်တာကတော့မြန်မာနိုင်ငံရဲ့စီးပွားရေးအခြေအနေကြီးရပါတော့မငြိမ်ဘူးတက်လိုက်ကြလိုက်ပါတော့အတက်ကတော့နေပေမယ့်အကြတော့တော်တော်များတယ်အဲ့တော့ဘဝကြီးကမလွယ်ကူနေဘူးပေါ့နော်အဲ့တော့ကို့အနေနဲ့စီးပွားရေးလုပ်နေတဲ့အမျိုးသမီးတယောက်ဖြစ်တယ်ဆိုရင်ဒီ၅ချက်ကို ရှေ့ကိုရှိထားတင်ပါတယ်နံပါတ်1ကပါလဲဆိုရင် အမြဲတမ်း mindset man နေမှာရမယ် mindset man နေဆိုတာဘယ်လိုမျိုးလဲဆိုတော့လူတော်တော်များများကပေါ့နော်ခစ်အခြေအနေမကောင်းတဲ့အခါပါတော်တော်များများပါဖြစ်တတ်ကြလဲဆိုတော့အစိုးမြင့်တဲ့စိတ်တွေပို့ပြီးတော့မှရှိကြတယ် ဟိုဘာလေးပဲဖြစ်နေဖြစ်နေပေါ့နော်အစိုးပဲမြင်လိုက်ကြတယ်အစိုးဖက်ပဲတွေးလိုက်ကြတယ်အဲ့တော့ PA ကိုယ်တိုင်ပေါ့နော်အရင်တော့ကလည်းအဲ့လိုမျိုးလူဖြစ်ခဲ့ဖို့တဲ့ထစ်ခနဲဆိုရင်အစိုးဖက်တွေးလိုက်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ကိုကိုယ်တိုင်လည်းစိတ်မချမ်းသာဘူးပြီးတော့တခုခုဆက်လုပ်ဖို့စိတ်ခွန်အားတွေလည်းမရှိတော့ဘာမှလှုပ်ချင်ခံချင်စိတ်မရှိတော့တဲ့အထိပေါ့နော်ဖြစ်တယ်အဲ့တော့လေအကောင်းမြင်စိတ်လေရှိနိုင်အောင် ိုးစားပြီးကြင်ကြည့်ကြည့်အားလုံးနော် mindset မှန်တာနဲ့အကောင်းမြင်စိတ်ရှိတာနဲ့နော်တထက်ထဲကြချင်မှကြလိမ့်မယ်ဒါပေမဲ့လေ ဘာနေနေဘယ်အခြေအနေမှာနေနေအကောင်းမြင်စိတ်လေးရှိထားလို့ရှိရင်ပေါ့နော် တဖြည်းဖြည်းချင်းစိတ်ခံယူချက်တွေမှန်တဲ့အဆင့်ကိုရောက်သွားမှဖြစ်တယ်။ဥပမာထားလိုက်ပါတော့ဒီနေ့နော်ကိုကအပြင်မှာသွားပြီးတော့မှဟိုအလောက်သွားလောက်ဆရာရှိတယ်။ PA ဆိုရင်အပြင်မှာသွားပြီးတော့ပုံတွေဗီဒီယိုတွေရိုက်ဆရာရှိတယ်ဆိုပါတော့အဲမဲ့မိုးရွာချလိုက်တယ်။အဲ့တော့မိုးရွာလိုက်တဲ့ခါကျတော့ဟမ်ငါဒီနေ့အပြင်သွားမလို့ပါဆိုဆိုတဲ့အစိုးမြင်စိတ်တွေနဲ့မြင်လိုက်တဲ့ခါမှာ အလုတ်လည်းမလုပ်ဖြစ်တော့ဘူးစိတ်လည်းမကြည်တော့ဘူးအမိုးရွာချရတဲ့ချိန်မှာကိုဘလို့တွေးလို့ရလဲဆိုတော့အော်ဒီနေ့တော့ငါအေးအေးလေးနဲ့အိမ်ထဲမှာလဲဗီဒီယိုရိုက်လို့ရပါတယ်ဆိုတော့စိတ်မျိုးလေးတွေထားတတ်အောင် အမြဲတမ်းကြင့်ထားမှရမယ်ဘာလို့လဲခုနကပြောသလိုပဲပေါ့မြန်မာနိုင်ငံရဲ့အခြေအနေရအကောင်းမြင်စိတ်တွေမမွေးနိုင်လို့ရှင်ရင်လဲကြဖို့ရခိုင်နှုန်းနေအရန်များပါတယ်ရှင် နံပါတ်1ကပါလဲဆိုရင်ကိုကိုကို motivation နဲ့အမြဲရှိအောင်ကျင့်ထားရတယ် motivation ဆိုတာလူတော်တော်များများကတော့အပြင်ကအကြောင်းအရာတွေနဲ့ပေါ့နော်ပါလေးဖြစ်မှငါ motivation ရှိတယ်အခြေအနေလေးတွေကဘလို့ဖြစ်နေမှเนาะအလုပ်လုပ်ဖို့စိတ်ခွန်အားတွေရှိတယ်ဆိုတဲ့သူတွေအရင်များတယ်တကယ်တမ်းကလေအကောင်းဆုံး motivation ကကိုယ်တိုင်ကနေဖြစ်ပေါ်လာတာ เนาะအဲ့တော့မနှက်ထလာတယ်ငါပဲအရာငါပဲအရာကြောင့်ထလာလေကိုယ့်ရဲ့ target ကြောင့်လားကိုယ့်ရဲ့ဒီနေ့လှုပ်ရမဲ့စိန်ခေါ်မှုတွေကြောင့်လားဟုတ်တယ်မလားအဲ့တော့ကိုကိုယ်တိုင်ကနေ motivation ကို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 အတွက်ဖန်တီးတက်အောင်ကျင့်ထားရမယ်။ထားထားလိုက်ပါတော့တချို့ဆိုရင်မနဲ့နိုးလာတယ်။အော်ဘာမှလှုပ်ချင်ကန်ချင်စိတ်မရှိဘူးเนาะ။အဲတယောက်ယောက်ကို Facebook မှာတွေးလိုက်မှဩသူကအလုပ်လုပ်နေမင်းကလည်းအလုပ်ထားလုပ်တော့မယ်ဆိုပြီးကိုယ့်ရဲ့ motivation ကသူများအပေါ်မှာမိခိုနေရတာမျိုးမဟုတ်ဘဲနဲ့ကိုကိုတိုင်းဖန်တီးတက်အောင်ကျင့်ထားသင့်ပါတယ်။ဘာလို့လဲဆိုတော့ ဘသူကမှကိုယ်အမြဲတမ်းစိတ်ခွန်အားရှိနေအောင်လာလုပ်ပေးမှမဟုတ်ပါဘူးကိုကိုတိုင်းကပဲကိုကိုအမြဲတမ်းနေ့တိုင်းလို့လို့စိတ်ခွန်အားအပြည့်နဲ့အလုံးလုံးနိုင်အောင် ကိုကိုကိုပဲကူညီလို့ရမယ်ကိုကိုကိုပဲလှုပ်ပေးလို့ရမယ်နံပါတ်3တစ်ချက်ကပါလဲဆိုရင်ရှေ့တင်ရှေ့ထိုက်တဲ့ skill တွေအကုန်လုံးရှေ့ထားရမယ်အသက်30ကျော်သွားပြီဆိုပို့ဆိုးတယ်ပြီးအဲ့တော့ဆိုအသက်33เนาะအဲလူငယ်တွေလူငယ် လူငယ်တွေအများကြီးကိုလည်း PA တို့ကလိုက်မိတယ်။ဟိုအသက်ကြီးပိုင်းလို့ပြောလို့ရှိရင်လည်း PA တို့ကနားလဲပြန်ရောဟိုအရွယ်နှရွယ်ကြားထဲကအရွယ်ပေါ့နော်သိရမလား။အဲ့တော့လေဒီအသက်30ကျော်နေဆိုရင်ပိုဆိုးတာကလေစကေးတွေဟိုအကုန်လုံးလို့လို့တတ်ထားရတယ်လူငယ်တွေတတ်တဲ့စကေးတွေလူကြီးတွေတတ်တဲ့စကေးတွေပေါ့နော်အဲ့ဒါမှအရွယ်နှစ်ခုလုံးကိုကိုကမိပြီးတော့မှအမြဲတမ်းခင်းနှောက်မကြပဲဟိုဆက်ပြီးတော့မှအလုံလောက်သွားနိုင်မှာအခုခေတ်ကဘလို့စကေးမျိုးတွေ မဖြစ်မနေကိုရှိထားတဲ့လဲဆိုရင် online marketing scale social media လောက်တဲ့ scale တွေကိုယ့်ရဲ့စီးပွားရေးကိုပါစီးပွားရေးလောက်နေလဲ စီးပွားရေးတိုင်းလို့လို့ကနော် online နဲ့ပြေးမလွတ်ဘူးစီးပွားရေးတိုင်းလို့လို့က social media နဲ့ပြေးမလွတ်ဘူးအဲ့တော့ဒီ social media တွေနောက်ကိုလိုက်မမီလို့ရှိရင်ဒီ social media တွေလောက်တဲ့ scale တွေကိုမတက်ထားလို့ရှိရင်လေကိုယ့်ရဲ့စီးပွားရေးကတနေ့နေ့တစ်ချိန်ချိန်မှာ offline မှာတင်ပဲတဖြည်းဖြည်းချင်းလူမသိသူမသိနဲ့ပျောက်ကွယ်သွားနိုင်ခြေရှိတယ်အဲ့တော့ဒီနေ့ကစပြီးတော့ဒီ video ကိုကြည့်မိတယ်ဆိုရင် နော် online marketing လုပ်တဲ့ basket တွေကိုစီမှာရှိပြီလဲ content လာနော် content နားလဲပြီလား video နော်လှုပ်တက်ပြီလား content creation လှုပ်တက်ပြီလားနော်စကားပြောတက်ပြီလားနော် marketing လှုပ်တက်ပြီလား marketing နေတေချာနားလဲပြီလားကိုကိုကိုပြန်ဆန်းစစ်အဲ့တော့ sheet တင် sheet tight တဲ့ skill တွေရှိထားမှ PA လို့လို့အသက်30ကျော်အရွယ်တွေအတွက်အမြဲတမ်းဝင်ငွေတွေတိုးနေမှာပဲဖြစ်တယ် နံပါတ်၄ရပါလဲဆိုရင်မိန်ကလေးတိုင်းအတွက်ပေါ့နော်မဖြစ်မနေရှိကိုရှိရမှာကအမြဲတမ်းလာနေအောင်ကိုကိုကိုထိန်းရမယ်အမြဲတမ်းလာနေအောင်ဆိုတာအမြဲတမ်းလံပြန်နေအောင် ပြင်နေရတာမျိုးမဟုတ်ဘူးပေါ့နော်ကိုရဲ့အလတရားကိုအမြဲတမ်းဟို အကြဆုံးဖြစ်အောင် အကြဆုံးကြရှေခန့်အောင် ထိန်းထားနိုင်တဲ့သူတယောက်ပေါ့နော်စပင်ဆိုရင်လည်းနော်ဖယိုဖယဲတဲ့ဟို၆ကန့်နေတာတဲ့အဲ့လိုမျိုးတွေမဟုတ်ပဲနဲ့ကျဉ်ကျက်မမလေးဖြစ်နေတာမျိုးအသားရည်ဆိုရင်လည်းပေါ့နော်အရွယ်အလိုက်ပြက်စီသွားတဲ့အသားရည်တွေနောက်ကိုပဲလိုက်တာမျိုးမဟုတ်ပဲနဲ့အသားရည်ဆိုရင်လည်းရှစ်တင်ရှစ်ထိုက်တဲ့ကျမ်းမာတဲ့အသားရည်မျိုးရှိတာမျိုးသွားလေးတွေကအစပေါ့နော် ဝါနေတာမျိုးမဟုတ်ပဲနဲ့အမ်အကိုရဲ့ဒီဘယ်လိုပြောမလဲနောက်ဆုံးတီတကိုရေတန့်ရှင်မှုกว่าသိရမလားအဒါတွေကအစကိုနဲ့နေရအစပေါ့နော်အများကြီးတရားမှုရှိတဲ့အလုံးစီးပွားရေးတွေမှာဆိုရင်လေ PA တို့ဆိုရင်အထိုင်းလူမျိုးတွေနဲ့ချိတ်ဆက်ပြီးတော့စီးပွားရေးလုပ်တဲ့အတွက်ကြောင့်လေတခါလေထိုင်းကစီးပွားရေးလုပ်ငန်းရှင်ကြီးတွေနဲ့တွားတွေ့ရတာမျိုးရှိတယ်စီးပွားရေးအခွင့်အလန်းတွေမှာလေကိုရဲ့အလတရားတွေကအများကြီးတရားမှုရှိတယ်ကြည့်လိုက်တာနဲ့ first impression မှာ ဟင်းသူကတော့ဘလို့နော်အဲသူကတော့ဘလို့ first impression မှာလေကိုရဲ့အပြင်ပိုင်းအလှတရားတွေရလဲစီးပွားရေးအခွင့်လန်းတွေအတွက်အများကြီးတရားမှုရှိတယ်အဲ့တော့လေကို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 ရဲ့အလအပတွေကိုလည်းဂယုဆိုင်ဖို့လုံးဝမေ့လို့မရဘူးနောက်ဆုံးကိုဝတ်တဲ့အဝတ်စားတွေကအစား တွန့်ကျင်နေတာမျိုးเนาะအမ်ဝါနေတာမျိုးရှစ်ရှစ်ဖြစ်တင်ဖြစ်ထိုက်တဲ့အရာမျိုးမဖြစ်နေတာမျိုးပေါ့เนาะဟိုစေးကြီးတဲ့ဟာတွေဝဲဝဲရတာမျိုးမဟုတ်ပဲနဲ့ဖြစ်တင်ဖြစ်ထိုက်တဲ့ beauty standard တခု ကိုစီမှာရှိထားအောင်အမြဲတမ်းထိန်းထားမှတော်ကကြရမယ်အဲ့ဒါမှအမြဲတမ်းလနေပြီးတော့မှဝင်ငွေတွေလည်းအမြဲတမ်းတိုးနေမှာပဲဖြစ်တယ် နောက်ဆုံးတစ်ချက်နံပါတ်5ကပါလဲဆိုရင်အရေးကြီးဆုံးကျန်းမာရေးဖြစ်တဲ့အားလုံးနော်1 2 3 4 5အကုန်လုံးရှိပြီးတော့မှကျန်းမာရေးမကောင်းတဲ့သူတယောက်ဆိုရင်လည်းဘလို့မှဝင်ငွေမတိုးနိုင်ဘူးဘလို့မှနော်အမြဲတမ်းလပမနေနိုင်ဘူးကျန်းမာရေးကယူဆိုင်ပေးကိုကနော်စီးပွားရေးလှုပ်တဲ့အမျိုးသမီးတယောက်ဆိုရင်တော့နေ့တနေ့ရဲ့နေ့တနေ့ရဲ့အပိုင်းတစ်ခုမှာကျမ်းမာရေးဆိုတဲ့ခေါင်းစဉ်လေးအတွက် တခုခုတော့လောက်ပေးရမယ်အစာလေးတွေဆင်ချင်ပေးတာလားเนาะအာလေ့ကျင့်ခန်းလေးနည်းနည်းပါးပါလောက်ပေးတာလားเนาะကိုရဲ့အရွယ်နဲ့အလိုက်ပေါ့နော်မစားတဲ့မစားထိုက်တော့တဲ့အရာတွေရှောင်တာမျိုးလားနော်ကျမ်းမာရဲ့အများကြီးတရားမှုရှိတယ်အားလုံးတခါလေးနေမကောင်းလို့ရှိရင်အာဖြစ်ဖို့ကြားလိုက်မယ်အဲ့ရထဲမှာလဲနေတယ်စိတ်ကတော့အလုံးလုံးချင်းတယ်ဒါပေမဲ့ကိုက โอ้บโลมาทาลงไม่อยากเนาะหลูว่าบโลมาโหไล่ลงไม่อยากโหไส้นอกโกหลูว่ามาป่าတော့กว่าเตียมล่ะไอ้โหลမျိုးဆိုရင်အရန်ကိုစိတ်အနောက်ရှက်ဖြစ်တယ်ဗောเนาะအဲ့တော့စီးပွားရေးမှာအောင်မြင်ခြင်းနဲ့ဘသူနေနေအမျိုးသမီးနေနေအမျိုးသားနေနေဗောเนาะ ကျမ်းမာရေးကထိတ်ဆုံးကနေကယူဆိုင်တင်းနဲ့ထဲပါပါတယ်ရှင်နော်ဟိုကိုကတော့စီးပွားရေးအခွင့်ရေးကြီးတွေရချင်တယ်လူကြီးတွေနဲ့သွားတွေ့တယ်ဒါပေမဲ့ဟိုဖြူဖက်ဖြူရော်လေးဖြစ်နေတယ်ဆိုရင်လည်းမကောင်းဘူးပေါ့နော်အရန်ကြီးဝနေတာမျိုးလည်းမဟုတ်အရန်ကြီးပိန်ညောင်၆ကတ်နေတဲ့လူတွေလူတယောက်လည်းမဟုတ်ပဲနဲ့ပေါ့နော်ဖြစ်တင်ဖြစ်ထိုက်တဲ့ဒီ ကျမ်းမာရေး standard တခုတော့ရှိအောင်အမြဲတမ်းထိန်းထားရမှာပဲဖြစ်တယ်။အဲ့တော့အားလုံးเนาะဘဝကြီးကတော့လွယ်ကူမနေဘူးဒါပေမဲ့ဒီအချက်၅ချက်ရှိလို့ရှိရင်အသက်30ကျော်အမျိုးသမီးတစ်ယောက်အနေနဲ့အမြဲတမ်းကျန်းမာလာပနေပြီးတော့မှဝင်ငွေတိုးနေမှာပဲဖြစ်ပါတယ်ရှင်။အဲ့ဒီ YouTube channel လေးကိုကြိုက်တယ်ဒီလိုအကြောင်းအရာလေးတွေကိုเนาะဆက်ပြီးနားထောင်ခြင်းနဲ့ဆိုရင်ဒီ YouTube channel လေးကို subscribe လေးလောက်သွားပေးပါအားလုံးပဲကျေးဇူးများတင်ပါတယ်ရှင်။ အဲ့တော့ခုနကပြောသွားတဲ့အချက်အနံပါတ်3တစ်ချက်မှာပေါ့နော် social media scale တွေပါတယ် online marketing scale တွေပါတယ်အဲ့တော့ PA ကဒီ Facebook မှာလည်းပေါ့နော် online marketing အကြောင်းတွေကို free video တွေရော free live တွေရောအမြဲတမ်းလာပြီးတော့မှ sharing လုပ်ပေးတယ်ပြီးတော့ online သင်တန်းတွေလည်းဖွင့်ထားတာဖြစ်တဲ့အတွက်ပေါ့နော်ဒီလိုမျိုး online marketing အတွက် content တွေဖန်တီးခြင်းနဲ့ video တွေဖန်တီးခြင်းနဲ့ဆိုရင် PAC မှာ content ဖန်တီးတဲ့သင်တန်းဖွင့်ထားတာရှိတယ်ပေါ့နော်အဲ့တော့လူတိုင်းတက်နိုင်တဲ့စေနှုန်းနဲ့ပဲလောက်ထားပေးတယ်တင်တန်းကျေးပြရဘလောက်လဲဆိုတော့3သိန်းဒါပေမဲ့ဒီဗီဒီယိုကနေလာအလိုရှိရင်သသိန်းခွဲနဲ့ပဲအလိုရသေးတယ်အဲ့တော့ Facebook chat box တွေမှာရောလာပြီးတော့မှအလိုရပါပြီရှင်